လုံးပဲမင်္ဂလာပါကျွန်တော်အခုမြန်မာ Brilliance Auto Car Showroom ကိုရောက်ရှိနေတာဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ဒီမှာ Brilliance Auto ကသူတို့ရဲ့ VGV 75 Plus ကားလေးကိုကျွန်တော်တို့ long test ride လေးလို့ပို့ကျွန်တော်ဖိတ်ခေါ်ထားတာဖြစ်ပါတယ်အဲ့တော့ကြောင့်ကျွန်တော်ဒီနေ့ကျွန်တော်ရုံးပိတ်ရလဲဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ရုံးမှာရှိတဲ့ညီကိုတွေနဲ့အတူအဲကျွန်တော်ရဲ့အမျိုးသမီးနဲ့ကျွန်တော်တို့အတူတူကျွန်တော်တို့ဒီ short trip လေးတစ်ခုသွားပါမယ်ကျွန်တော်လှဲကူဘက်ကိုသွားပြီးတော့မုတ်လေးတွေသတ်စားမယ်ပြီးတော့ဒီကားလေးရဲ့ test ride ခြေနေဘယ်လိုရှိလဲစီစားနှုန်းဘယ်လိုရှိလဲဆိုတာကိုကျွန်တော်တို့လေ့လာကြည့်ပါမယ်ကျွန်တော်ပြကြရင်စီအပြည့်ထည့်မယ်ထည့်ပြီးသွားရင် ီကိုပြန်ရောက်တဲ့အခါကျလို့ရှိရင်စီစားနှုန်းဘယ်လောက်ရှိလဲဆိုတာကိုအမှန်တကယ် test လုပ်ကြည့်မယ်လမ်းမှာစီးရတဲ့အနေအထားဘယ်လိုရှိလဲပေါ့နော်ကျွန်တော်အခုလူ6ယောက်9ယောက်လောက်နဲ့သွားမှာပေါ့နော်သွားတဲ့အခါမှာအညင်ရောက်မှုဘယ်လိုရှိလဲလမ်းမှာမောင်းနေရ driving experience ဘယ်လိုရှိလဲဆိုတာကိုလက်တွေ့ဆန်းတက်သွားမှာပဲဖြစ်ပါတယ်ကျွန်တော်ဒါမက်ဆီဂျန်ကိုရောက်ပြီပေါ့နော်မက်ဆီ တော်တော်လမ်းမရှိတိုင်းမှာကျွန်တော်စီအပြည့်ထည့်မယ်ပေါ့နော်စံစာထောက်တဲ့အထိပဲကျွန်တော် full over ဖြစ်တဲ့အထိကျွန်တော်မထည့်ဘူးစံစာထောက်တဲ့အထိထည့်မယ်ဒီဝိုင်းကီလိုမှတ်ပြီးတော့ကျွန်တော်တို့တွက်မှာပေါ့နော်ခုဆိုရင်ကျွန်တော်တို့ကျွန်တော်လမ်းမရှိတိုင်းမှာဒီအပြည့်ထည့်ပြီးသွားပြီเนาะကီလိုကအခုကျွန်တော်9816ကီလိုမီတာနဲ့စသွားမယ်စီတိုင်းကြီး full ဖြစ်တဲ့ကျွန်တော်ပြန်လာလို့ရှိရင်ကျွန်တော်တို့ကီလိုဘလောက်မောင်းထားပြီးတော့အဲစီကဘလောက်ကြံလဲဆိုတာကိုကျွန်တော်ပြန်စီပြန်ထည့်ပြီးတော့ကျွန်တော်ပြန်ကြည့်မယ်ပေါ့နော် ဆိုရင်တော့ကျွန်တော် showroom ကနေမောင်းလာတာကျွန်တော်ဒီအောင်မင်္ဂလာဝေးပြင်းနားမှာရှိရဲကျွန်တော်ဒီမြန်မာ brilliance ရဲ့ဒီ yan ev destiny အားသွင်းတဲ့ charging station ကိုရောက်ရှိနေပြီဖြစ်ပါတယ်ခင်ဗျာဆိုတော့အခုလက်ရှိမြို့တွင်းမောင်းတဲ့အနေအထားအရာမှာတော့ကျွန်တော်တို့ဒီကားကတော်တော်လေးကို CR တိုင်းဘိုင်းကောမောင်းရတဲ့ဘိုင်းကော response ကတော်တော်လေးကိုတွေ့တယ်ကျွန်တော်အရင် review ရိုက်တုန်းကကျွန်တော်ဒီကောင်လေးကို test ride လုပ်ခုတယ်အဲ့တုန်းကတော့ကျွန်တော်တို့ဒီ short trip လေးပဲပေါ့နော်လုံးဝတော်တော်လေးပဲဒီ show room နားလောက်ပဲပတ်မောင်းတာအခုတော့ဝေးကျွန်တော်မမောင်းခဲ့ရဘူးပေါ့နော်အခုတော့အဲတော်တော်လေးဝေးဝေးမောင်းတဲ့ခါမှာကျွန်တော်သိရတာကတော့ကျွန်တော်တို့ ဂျိုင်းကြလေးတွေမှာတော်တော်လေးကိုညင်းတာတယ်ကျွန်တော်တို့အထက်ရလူကမသိရသလောက်ပဲပေါ့နော်ဆိုတော့ဒါကအဓိကဘာကြောင့်လဲဆိုတော့ကျွန်တော်အရှိမရောအနောက်မရောကျွန်တော် independent suspension တွေကိုသုံးပေးထားတာအတွက်ကြောင့်မို့ဖြစ်ပါတယ်အဲဆိုတော့နောက်ပြီးတော့ကျွန်တော်ဒီကားကနောက်ပြီးတော့ response ပုံမြန်တယ်ပေါ့နောက်ပြီးတော့ခါကျကျွန်တော်ဒီကားမှာသတိထားမိရကနောက်မှန်တစ်ချက်ရေဟိုးနောက်ဆုံးမှန်ရေမှန်နောက်မှန်၃ချက်ပေါ့နော်၃ချက်စလုံးကအမဲ original အမဲ license ထဲမှာအစအမဲဖြစ်တယ်အဲ့လိုကြောင့်မို့ကိုကအာနောက်ထပ်ကျွန်တော်တို့ဒီအာမန်စတေကာတွေပါကတ်စီယာမလို့တော့ဟိုရှေ့မှန်တစ်ချက်ကတော့အဖြူပေါ့နော်နောက်မှန်နေရအကုန်လုံး အမဲတွေဖြစ်သွားမယ်အဲဆိုတော့ကားရဲ့ပြင်ပန်းသဏ္ဍာန်တွေဘာတွေကိုကျွန်တော်အများကြီးမပြောတော့ဘူးဘာလို့လဲဆိုတော့အဓိကဒီဗီဒီယိုလေးရဲ့ယူရချက်ကကျွန်တော်တို့ကဒီ highway မောင်းတဲ့အခါမှာဘလို driving experience ရှိလဲကျွန်တော်မျိုးပြင်မှာကျွန်တော်တရားကျော်မိုင်းတရားကျော်မောင်းတဲ့အခါမျိုးတွေမှာ driving experience ဘလို့ရှိလဲဆိုတာကိုအဓိက driving experience ဘိုင်းကိုကျွန်တော်အဓိကထားပြီးပြောမှာဖြစ်တဲ့အတွက်ဒီဗီဒီယိုမှာဒီအတွင်းကန်းနေအပြင်ရုပ်ကက်တွေကိုကျွန်တော်အများကြီးမပြောတော့ဘူးပေါ့နော်အဲအဲ့တော့လဲကျွန်တော် review သီးသန့်နေဗီဒီယိုသီးသန့်နေအဲရှိအောင်မှာဖြစ်တဲ့အတွက်ကြောင့်မို့အဓိကကဒီမှာကျွန်တော် driving experience ဘိုင်းကိုပဲအဓိကထားပြီးပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကြောင့်ကျွန်တော်တို့အခုအောင်မြင်လာဝေးပြန်နေစပြီးတော့ကျွန်တော်တို့ မျိုးပြင်ကိုစာထွက်ပါပြီအဲကြတော့ဘယ်လို driving experience ရှိမလဲဆိုတာကိုချက်ကြည့်လိုက်ကြကျွန်တော်နက်စာလေးနဲ့အစာပြေလေးဝင်စားမယ်ပေါ့နော်ဟိုဘက်သွားအောင်မှာဆိုတော့ဟာကောင်းပါတစ်ဖက်လေးမှုတ်လေးဝင်စားရအောင် တော်တို့ဒီမှာမင်းဆာစားနေတုန်းကိုဒီကဒီကားရထားတာကိုလာပြီးတော့တွေ့တော့အကိုဒီကိုတွေကဝင်ကြည့်ပါကြည့်ကြည့်ပြီးတော့ဒီကိုက test ride မောင်းကြည့်ရပါဘောနော်အဲဘယ်လိုမျိုး experience လေးရှိလဲသူဘယ်လိုမျိုးခံစားရလဲဆိုတာလေးကြည့်ကျွန်တော်ပြည့်တဲ့ကြည့်တော့မေးပေးပါမယ်အကိုကားလေးလဲ test ride လဲမောင်းပြီးပါပြီဆိုတော့အကိုအနေနဲ့ဘယ်လိုခံစားရလဲခင်ဗျ driving experience မောင်းတော့ကောင်းတယ်အာညင်းညောင်ညောင်လေးရှိအဲတော်တော်လမ်းကျန်းလေးပါလေးမောင်းကြည့်တော့လေအဆင်ပြေတယ်တော်တော်မှုမှုပဲဘာမှမဖြစ်ဘူးဟုတ်အကိုဒီကားလေးကိုအဝေးကကြည့်လိုက်တော့ဘာကြောင့်မို့စိတ်ဝင်စားသွားလဲပုံစံတည်းကလှရတယ် အဲတခြားနဲ့ဆိုင်တော့သူကတမှုထူးကြတယ်ဟုတ်အဲ့တမှုဘေးရပဲជីជីနောက်ရပဲជីជីရှေ့ရပဲជីជីစိတ်ဝင်စားဖို့ကောင်းတယ်ဟုတ်အဲကောင်းတယ်အကိုဆွမ်းနာကျွန်တော်တို့မောင်းတော့ကလေလီဗာအကို80ကျော်80အထိနင်းကြည့်တယ်ပေါ့နော်ဘလို့နေလဲအဲ့ဒါလေကောင်းတယ်80 80ကျော်အထိမောင်းကြည့်တာကောင်းတယ်အစိုးဟောကြကြိုင်းကြတယ်ရောကြိုက်တယ်တမင်တကာကိုကြိုက်တယ်ကိုစမ်းပြီးမောင်းကြည့်တယ်အဆင်ပြေရဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ ဆိုတော့အကိုဒီဟာနဲ့ပတ်သက်ပြီးတော့တခြားအကိုပြောချင်တာလေးရှိလားဘာဘာဘာလေးတွေဒီကားမှာဘာဘာလေးတွေကိုသဘောကျလဲအတွင်းကန်ကောနောက်ပြီးတော့ရုပ်ထွက်ကိုလည်းသဘောကျတယ်ရုပ်ထွက်လေးကိုသဘောကျတယ်ရုပ်ထွက်လေးကိုဆိုတော့ဒါပေါ့နော်ကျွန်တော်ဒါလုံးဝဒီဟာ honest ပဲကျွန်တော်တို့ဒီမှာကားကိုရက်ထားတယ်ကျွန်တော်နက်စာစားနေတဲ့အချိန်တွေမှာဒါဒီအကိုတွေကကားကြည့်နေရောကျွန်တော်အကိုတွေစိတ်ဝင်စားရင်ကြည့်လို့ရတယ်မောင်းကြည့်လို့ရတယ်ဆိုတော့ဒါဒီကိုကနေပြီးတော့ဒါ honest ပြောတဲ့ review လေးကိုကျွန်တော်လည်းပြပြချင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အခုဒီကောင်လေးကို highway မှာကျွန်တော်ဆက်ပြီးတော့ testing ဆက်လုပ်ပါမယ်ကီလို100ရောအထိကိုကျွန်တော်နင်းပြီးတော့ ဆက်ပြီးတော့ test ride လုပ်ကြည့်အောင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဆက်လက်ပြီးတော့ကြည့်ရှုပေးပါဦးအဆုံဆုံးအကူဆိုရင်ကျွန်တော်လုံးဝမထင်မှတ်ထားဘူးအသူတို့စိတ်ဝင်စားတယ်ညီလေးတက်ဆွဲမောင်းကြည့်နေတယ်ဆိုတော့ကျွန်တော်မောင်းပို့လိုက်တယ်ဆိုတဲ့ခါကျတော့ဒါတကယ်ကိုကျွန်တော် review စစ်စစ်ရလိုက်တာပေါ့နော်ကျွန်တော်ဆုံးအဒီအကိုရဲ့မိသားစုကလည်းအကုန်လုံးလိုက်ထိုင်ကြည့်တယ်အဲစမ်းကြည့်တယ်ပေါ့နော်ဆိုတဲ့ခါကျတော့ကျွန်တော်တို့ဒီကားကိုကျွန်တော် showroom မှာ လာပြီး test ride လုပ်ချင်ရင်လည်းလုပ်လို့ရပါတယ်ရှိုးရုံးလိပ်စာကတော့ကျွန်တော်တို့ဟန်တာရီလန်နဲ့ကျွန်တော်တို့ဘိုဟိုလန်တောင်မှာရှိပါတယ်ကျွန်တော်တို့ဒီလိပ်စာလေးနဲ့ဖုန်းနံပါတ်အတိအကျကိုလည်းကျွန်တော်ဒီအောက်မှာရေးပေးထားပါတယ်အဲ့မှာဆက်သွယ်ပြီးတော့စုံစမ်းပြီးတော့ကျွန်တော်လာရောက်ကြည့်ရှုအဲစမ်းသပ်မောင်းနေလို့ရပါတယ်ခင်ဗျာဆိုတော့ကျွန်တော်ဒီကောင်းမှာပေါ့နော်နည်းနည်းလေးကြာသွားတယ် အဲ့ဒီမှာဒီကလူတွေတဦးသုံးလောက်ကပေါ့နော်သူတို့ဒီဆိုင်ရှင်အမရောတခြားသူရဲ့မိတ်ဆွေတွေနှစ်ဦးသုံးဦးလောက်ကပေါ့နော်လာကြည့်ကြတယ် test ride လေးလိုက်စီးကြည့်ကြတယ်ပေါ့နော်ဆိုတော့လိုက်စီးလဲစီးတယ်မောင်းလဲမောင်းကြတယ်ပေါ့နော် test ride လေးတွေအခုအဲ့ကျတော့ကျွန်တော်တို့ဒီမှာအချိန်လေးနဲ့ကြာသွားပြီကျွန်တော်တို့အခုကောင်းကနေထွက်ပြီးတော့အခုကျွန်တော်တို့လဲကူကိုဆက်သွားမယ်ပေါ့နော်အခုဆိုင်ကနေထွက်လာပြီဒါကတော့ blend zone နာရောက်နေပြီပေါ့နော် ါဆိုရင်ဆွမ်းနာကကျွန်တော်မျိုးပြင်ရောက်ပြီဆိုတာနဲ့ကျွန်တော်တို့တရာကျော်နင်းကြီးရပါတော့130တိကျွန်တော်ရောက်တယ်နင်းတဲ့ခါမှာကျွန်တော်တို့အရှိန်နဲ့နင်းတယ်ကားငြိမ်ပြီးဝတ်နေတာပဲဆိုစီယာတိုင်းခါရာတွေပါလည်းမရှိဘူးခါရာတိုင်းလည်းနည်းနည်းလေးစီးစီးလေးဖြစ်လာပြီးတော့ပို့ပြီးတော့မောင်းလို့ကောင်းသွားသေးတယ်ကျွန်တော်တောက်လျှောက်ဒါကစ်တာပါတော့တရာနဲ့အခုဆိုရင်တော့ဒါကျွန်တော်ဒီ mass store gate ကိုထပ်ရောက်တော့မယ်ပေါ့နော်ဒါကတော့ရန်ကုန်မန္တလေးအာရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ရောက်နေပြီပေါ့နော်ဆွမ်းနာကတော့ကျွန်တော်ဒါဒီအမှတ်၃လမ်းပေါ်မှာကျွန်တော်တရားကျော်မောင်းလာခဲ့တာပေါ့နော်အခုကတော့ ီလမ်းဟောင်းရောင်းမလေးလမ်းဟောင်းပေါ်ရောက်နေပြီ Master Gate ရှိမှာပေါ့နော်ဆိုတော့ကျွန်တော်၈ရောက်ရင်လည်းထပ်ပြီးတော့ကျွန်တော်ထပ်ဆန်းအောင်မယ်ပေါ့နော်ဟိုကအခုလက်ရှိပထမတစ်ခေါက်ခန့်ဆန်းတဲ့အချိန်မှာတော့ကျွန်တော်တို့လုံးဝစီရတိုင်းခါတာတွေလူးတာတွေဘာမှမရှိဘူးကျွန်တော်တို့အာကီလို130မောင်းနေဆိုပေမဲ့ကျွန်တော်အနေနဲ့အာ130မောင်းနေရဆိုစိတ်ပူနေရတဲ့ဟာမျိုး worry ဖြစ်နေရမျိုးမရှိဘူးပေါ့နော်ကားကလူးသွားမလားတစ်ခုဖြစ်သွားမလားဆိုတဲ့ပုံစံမျိုးဆိုရင်နေကလုံးဝမရှိဘူးကားကငြိမ်ပြီးတော့ဝစ်ပြီးတော့ဟိုတကယ်ကိုမောင်းလို့ကောင်းပါတယ် အများစုကကျွန်တော်တို့ကားဝယ်တော့မယ်ဆိုလို့ရှိရင်ရုပ်ကိုပဲအရင်ဦးစားပေးပြီးကြည့်ကြတယ်ပေါ့နော်အာ9ယောက်စီးဖြစ်လား9ယောက်စီးဖြစ်လားဒါတွေကိုအရင်ဦးစားပေးကြည့်ကြတယ်အာဘာ function တွေပါတာလဲဘာလဲဒါတွေကိုဦးစားပေးကြရတယ်တကယ်တမ်းကအဲ့ဒါတွေထက်ပေါ့နော်ဆိုတော့မှတ်မှားတယ်ကျွန်တော်တို့ဒီအပြင်းမတန်တာလည်းအရေးကြီးတယ်ဘာလို့ဆိုတော့ကားတစ်စီးကိုစစိတ်ဝင်စားဖို့ဆိုတာဒီ အပြင်ပိုင်းဒီဇိုင်းလှမှာလေလူတွေကစိတ်ဝင်စားကြတာဒါအမှန်နဲ့ဒါပေမဲ့လည်းအဲ့ထက်အရေးကြီးတာကဘာလဲဆိုတော့ကျွန်တော်တို့ဒီအောက်ပိုင်းစနစ်တွေကဘလို့အောက်ပိုင်းစနစ်တွေ suspension စနစ်တွေတုံးထားတာလဲ gear စနစ်ကရောဘလို့ gear စနစ်မျိုးလဲနောက်ပြီး gear ဘယ်နှချက်ပါတာလဲ engine power ဘလောက်လဲဒါတွေကပိုအရေးကြီးတာဘာလို့လဲဆိုတော့ကျွန်တော်တို့တခြား features တွေ function တွေကကျွန်တော်တို့ကိုကထပ်ပြီးတော့ပတ်စံနဲ့ site ထပ် site ထည့်ပြီးတော့ modify လုပ်လို့ရတယ်ပြုပြင်လို့ရတယ်ပြင်ဆင်လို့ရတယ် Google ကြီးမှာအကုန်လုံးကျွန်တော်ဒီ Android TV လေးကျွန်တော်360ရေဆိုလဲဒါကျွန်တော်ထပ်ထည့်လို့ရတယ်။နော်3လ5သိန်းဝင်ခြင်း3ရင်10သိန်းဝင်ခြင်းတော့တကယ်လမ်းပြန်ထွက်တဲ့ original ပါရထပ်ဖို့ကောင်းအောင်တော့ထည့်လို့ရတဲ့အနေအထားမျိုးရှိတယ်ပေါ့နော်။တကယ်ပတ်စံထပ်အကုန်ကြခံပြီးပြုပြင်ပြောင်းလဲဖို့တကယ်မလွယ်တဲ့ဟာတွေက engine ဖြစ်ပါတယ်ကျွန်တော်တို့ gear ဘောက်ဖြစ်ပါတယ်အောက်ပိုင်းစနစ်တွေဖြစ်ပါတယ်ဆိုတော့ခါကျတော့ ဒါတွေကကျွန်တော်တို့ငွေကြေးအမြောက်အများကုန်ကြခံနိုင်ပဲထောင်းကာမပြည့်ဝင်ပြောင်းလဲဖို့အလွယ်တကူဖြစ်နိုင်ဘူးပေါ့နော်ဆိုတဲ့အခါကျတော့ကျွန်တော် engine power ဆိုတဲ့ engine power ကိုတကယ်ကိုကောင်းပြီးတော့တကယ်စိတ်ချရတဲ့ engine ဖြစ်ဖို့လိုတယ်နောက်ပြီး transmission ဆိုလို့ရှိရင်လည်း gear ၄ချက်လား၅ချက်လား၆ချက်လားဒါတွေပုံမှန်မူတည်ပြီးတော့စီစားနှုံးကလည်းကွာသွားမှာဖြစ်ပါတယ်အဲ့တော့ကြောင့်ကျွန်တော် gear snick ကလည်းအရေးကြီးပါတယ်နောက်ပြီး out bike snick ပေါ့နော် out bike snick ဆိုလို့ရှိရင်လည်းကျွန်တော်တို့ independent suspension လား independent suspension ကိုမှ multi link လားရိုးရိုးလားเนาะဆိုတော့ဒီဒီ snick တွေအများကြီးရှိတယ်ဆိုတော့ independent snick ဆိုတာဘိန်းက သူကလွတ်လွတ်လပ်လပ်ပေါ့နော်ဒီချိုင်းကြတွေမှာသွားလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော် independent ဟုတ်တဲ့ suspension တွေမှာကျွန်တော်ကျွန်တော်တို့ဒီကားဘေးကချိုင်းကိုကြမယ်ဆိုရင်ကား body ကိုမှာပါသွားပြီးတော့လှုပ်ရှားမှုဖြစ်စေတယ် impact ဖြစ်စေတယ်ပေါ့နော် independent ကကျွန်တော်ဘေးကကြီးပဲလှုပ်ရှားသွားတယ်အဲ့တော့ကြောင့်မို့ကျွန်တော်လူလိုက်စီးနေတဲ့ကား body ကြီးမှာတိတ်ပြီးတော့ကျွန်တော်တို့တက်ရောက်မှုမရှိတဲ့အတွက်ညင်ညောင်းမှုကိုပို့ပြီးခံစားရတယ်ပေါ့နော်ဓာတ်တွေကွာပါတယ်ဒါပေမဲ့ sonar က gear ချက်ရေများရေများသလိုကျွန်တော်တို့ကွာတယ်အင်ဂျင်ဆွဲရုံပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ခီးသွားတဲ့အခါမှာကျွန်တော်တို့ပို့ပြီးတော့ညံ့ညောတာမြင်းမြင်းမြင်းရောက်တာ เนาะအဲ့ဒါတွေကွာပါအဲ့ကျတော့အဓိကအရေးကြီးဆုံးကကျွန်တော်တို့အပြင်ဒီဇိုင်းတွေတခြား feature တွေထဲစာလို့ရှိရင်ကျွန်တော်တို့ engine power ဘယ်လောက်လဲ gear ဘယ်နှချက်လဲ out bike စနစ်က suspension စနစ်ကဘာတွေသုံးထားရလဲဆိုတာတွေကပို့ပြီးတော့အရေးကြီးပါတယ်ပို့ပြီးတော့ဦးစားပေးပြီးတော့ဆန်းစစ်ရမယ်အပိုင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အများစုကတော့အခုလက်ရှိမှာကျွန်တော်တို့ကကားရုပ်ကဘလို့နေလဲဘာ features တွေပါလဲဘာ function ပါလဲ360 camera ပါလားဘာပါလဲဒါတွေကိုဦးစားပေးနေကြတယ်တကယ်တမ်းဦးစားပေးရမှာကျွန်တော် ထပ်ပြောပါမယ်ကျွန်တော် engine စနစ်ဖြစ်ပါတယ် gear စနစ်ဖြစ်ပါတယ်အောက်ပိုင်းစနစ်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီ VGV 75 plus မှာတော့ကျွန်တော်2.0 turbo သုံးထားတယ်အဲ့တော့ကြောင့်ခီးဝေးလည်းကောင်းတယ်မြိုတွင်းလည်းကောင်းတယ်မြိုတွင်းဘာဖြစ်လို့ကောင်းလဲပြောရဲဆိုတော့ကျွန်တော် engine power ကြီးပြီးတော့ gear အချက်ကြီးနည်းတယ်ဆိုရင်မြိုတွင်းမှာစီစားပါတယ်ဆိုတော့အခုဒီကောင်က engine power 2.0 turbo ဖြစ်ပေမဲ့ gear က၈ချက်ပါတဲ့အတွက် ကျွန်တော်တို့ဒီ engine ကဒီ gear ဘောက်ကနေပြီးတော့သူ့မျိုးတွင်းမှာမောင်းနေဆိုလဲလိုအပ်တဲ့ gear ကိုလိုလျောက်ပြောင်းပေးมาဖြစ်နေတဲ့အတွက်ကြောင့်မို့ကျွန်တော်တခြား2.0တာဘိုကားတွေလောက်တော့ကျွန်တော်တို့စီမစားဘောเนาะနောက်ပြီး suspension စနစ်ပေါ့ suspension စနစ်မှာသူက multi link independent suspension ကိုတုံးထားတယ်ကားဘင်းကကျွန်တော်တို့ body ကို impact မဖြစ်အောင်ကျွန်တော် link နေအများကြီးနေပေါ့เนาะကျွန်တော်တို့အဲဘင်းကိုထိန်းချုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကဒီကောင်ကဂျိုင်းနေကြတဲ့အခါမှာ body ကို ျွန်တော်တို့ impact နည်းစေပြီးတော့ body ကိုတက်ရောက်မှုနည်းစေပြီးတော့ညင်ညောင်းမှုကိုပိုခံစားစေရမှာဖြစ်ပါတယ်။အဲဒီလိုမျိုးချက်တွေအကြောင်းမလို့ဒီကောင်ကဆွဲယုံကောင်းတယ်ကျွန်တော် gear ပြောင်းနေမှာညင်သားတယ်ဂျိုင်းကြတယ်မှာညင်ညောင်းနေဆိုတော့ကျွန်တော်ရလက်တွေကိုပေးတာဖြစ်ပါတယ်။ အခုကျွန်တော်တို့ဒီရန်ကုန်မန္တလေးလမ်းဟောင်းလမ်းမကြီးကနေပြီးတော့ကျွန်တော်လဲကူဖောင်ကြီးလမ်းပေါ်ကိုကျွန်တော်ချိုးဝင်လာခဲ့ပြီပေါ့နော်ဆိုတော့ကျွန်တော်အခုသွားပြီးတော့ပန်းဖြေမယ်ဂီတာလေးတီးမယ်ကျွန်တော်အမီလန်ဟောင်းမှာဆိုထိုင်းကြိုရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကတော့ကားမောင်းမဲ့သူဖြစ်တဲ့အတွက်ကျွန်တော်တောက်လို့မရဘူးကျွန်တော်ရဲ့ညီကိုနဲ့ကျွန်တော်မိသားစုတွေကတော့ဒါတို့တောက်ကြမယ်ကျွန်တော်အဲ့မှာဂီတာလေးတီးတခြင်းလေးဆိုပြီးတော့အဲခဏနားမယ်တနားကြီးတနားကြီးဝင်ကျွန်တော်နားမယ်ပြီးရင်ကျွန်တော်တို့ရန်ကုန်ကိုပြန်มาဖြစ်ပါတယ်အခုကျွန်တော်တို့အဲ့ကိုသွားနေပါပြီဒါအခုလဲကူဖောင်ကြီးလမ်းမပေါ်ပါဆိုတော့ကျွန်တော်နဲ့အတူတူမီလန်ဟောင်းမှာတခြင်းလေးနားထောင်ရင်းနဲ့ အဲပြည်သက်ကြီးထိုင်းလေးလိုက်တော့ပေါ့နော်ဆိုရင်ဒါကျွန်တော်ဘွက်လန်းထဲမှာတပင်မောင်းကြည့်တာပေါ့နော်ဒီဘက်လန်းချင်းလေးထဲမှာကျွန်တော်တို့ကြိုင်းနေဘွက်တွေရှိတဲ့လန်းတွေကိုကျွန်တော်မောင်းနေတာပေါ့နော်ဘယ်လိုမျိုးချိုင်းကြလေးတွေရှိလဲဆိုတော့စမ်းကြည့်နေတာဆိုဆိုရင်ကျွန်တော်လည်းဂျိုင်းကြဆောင်းတာလည်းကျွန်တော်မသိတာအောင်ကျွန်တော်ငင်းငင်းလေးပဲထဲထဲမှာဒီလန်းဆိုတာ တော့ဘွက်တွေကြိုက်တွေကျင်းနေရှိတယ်။အဲ့တော့အောက်ပိုင်းလည်းလုံးဝအလွတ်ပဲကျွန်တော်တို့ဆိုတာအေးဆေးမောင်းနေတာဖြစ်ပါတယ်ကျွန်တော်။မကြိုက်နေဘူး။အေးဆေးပဲကျွန်တော်အဓိကကတော့ကျွန်တော်ကဟိုကားလေးကအစ်စ်ကလေးလေးဖြစ်တာကြောင့်ကျွန်တော်အတင်းပြင်းပြင်းဆိုကျွန်တော်မောင်းမချတာပေါ့နော်။ ုဆိုရင်ကျွန်တော် million house ကိုရောက်နေရပါတော့เนาะအဲကျွန်တော်တင်းနဲ့ကျွန်တော်မိသားစုနဲ့ကျွန်တော် relax လုပ်ရင်းနဲ့ကျွန်တော် enjoy လုပ်လိုက်ပါအောင်ပဲပြည့်တက်ကြီးလဲလိုက်ပါခံစားပေးကြပါအောင်ဗျာအဲအခုကတော့ကျွန်တော်တို့ဒါဆိုင်မှာကျွန်တော်မှာထားတာပါเนาะဒါကတော့ဒါ check color line ဟင်ကျွန်တော်ဒီမှာ တော့ကျွန်တော်ဒီတောင်းနေကျွန်တော်တဖားကျော်ဒါကတော့အထိုင်းကြီးပေါ့နော်ဒါဒီနေ့ကကျွန်တော်ကမ်းမောင်းအောင်မယ်ဆိုတော့ကျွန်တော်တော့တောက်လို့မရဘူးပေါ့နော်ဒါကတော့ထိုင်းကြီးဆက်ဆက်ဒီမှာ million house မှာရတဲ့ဟာပေါ့နော်ဆိုတော့ဒါ million house ရဲ့ဒီချို signature menu လေးတွေကိုကျွန်တော်မှားထားတာပေါ့နော်ဆိုတော့အခုလောဆယ်မှားထားတာပြီးကြမှာကောင်းရင်ထပ်မှားအောင်ပေါ့နော်ဆိုတော့အခုမှကျွန်တော်တို့ဒီမှာ guitar လေးတီးရင်းနဲ့အမှကျွန်တော်တို့ရဲ့ဒါ edit ဆရာကြီးလည်းဖြစ်သလိုဒါကျွန်တော်တို့ဒါ guitar ဆရာလည်းဖြစ်တယ်ပေါ့ကျွန်တော်တို့ရတာဒါနောက်တဲ့တယောက်ကတော့အဆိုရှင်ကြီးပေါ့အဆိုရှင်ကြီးကတော့အခုလောဆယ်ကင်မရာကင်နေတယ်ပေါ့နော်အဆိုရှင်ကြီးနော်ဆိုတော့ ကဲစကားကိုအတန်ဝဲနဲ့ဆိုရှင်ပေါ့အဲဆိုတော့အခုကျွန်တော်ဒါလေးတွေအခုလောလောဆယ်ကျွန်တော်တို့ဒီမှာစားမယ်ပြီးသွားလိမ့်ချင်းဒါတရားလေးတောက်ရင်းနဲ့ကျွန်တော်တို့ဒီမှာအဲချင်းလေးတွေဆိုမယ်နားမယ်ပေါ့နော်ဒီခါကျတော့โอเคပါဆိုတော့အခုဒီဟာလေးကိုကျွန်တော်တို့အာရန်ကုန်ကနေပြီးတော့ကျွန်တော်တို့မောင်းလာတယ်လမ်းမှာနားတယ်နားပြီးတော့အခုကျွန်တော်တို့ကားကိုပတ်ပြီးတော့ဒီနားကဒီဒီနားကလမ်းကြောင်းတွေချိုးမှာကျွန်တော်တို့အာ off road လေးတွေကျွန်တော်လမ်းကျန်းလေးတွေချိုးမောင်းကြည့်တယ်အခုဒီမှာခဏဒီသားစုနဲ့နားနေစားတောက်ပြီးတော့ဒီကောင်ရဲ့ကျွန်တော်ရန်ကုန်ပြန်ပါမယ်ဆိုတော့ ပေးသက်ကြီးအားလုံးပဲကျွန်တော်တို့ဒီဒီဗီဒီယိုအဆုံးမှာလဲကျွန်တော်ဒီလမ်းမှာသွားခဲ့တဲ့များဒီ experience အချင်းချုပ်ကိုလဲကျွန်တော်ထပ်ပြီးတော့ရန်ကုန်ဝင်မှာဆက်ပြီးပြောပြပါမယ်။ဒေသကြီးအားရာရများဆိုရင်တော့ကျွန်တော်အချိန်အဖြစ်9နာရီခွဲရှိပါပြီကျွန်တော်မီလင် house ကနေရန်ကုန်ကို ပြန်တော့မယ်ပေါ့နော်ကျွန်တော်အခုတော့လန်တိုအထိကျွန်တော်ဒီတာကုံစီရောကျွန်တော်မောင်းမယ်ပြီးသွားရင်ကျွန်တော်နောက်ဆုံးခုံကနေပြီးတော့ကျွန်တော်ရန်ကုန်အထိထိုင်စီပြီးလိုက်မယ်ပေါ့နော်ကျွန်တော်ဘာဖြစ်လို့ဆိုတော့တက်ရိုးမှာထိုင်ရတဲ့ comfortable ဖြစ်မှုမရှိမရှိဘလို့အနေထားလဲရှိလဲဆိုတာကိုကျွန်တော်စမ်းသပ်ပြီးတော့ကျွန်တော်ကိုယ်တိုင်ထိုင်ပြီးတော့နေကြည့်ကြည့်မယ်ပေါ့ဆိုတော့ကျွန်တော်အခုမောင်းတဲ့ driving experience သိပါပြီဗျာနောက်ဆုံးတက်ရိုးမှာထိုင်ရတာ comfortable ဖြစ်မဖြစ်ညံ့ချောင်းမှုရှိမရှိကျွန်တော်ကိုယ်တိုင်ကျွန်တော်ကိုယ်တိုင်ထိုင်ပြီးတော့လိုက်ပြီးတော့စမ်းသပ်ကြည့်မှာဖြစ်ပါတယ်ဆိုတော့အခါကျတော့ကျွန်တော်ဗီဒီယိုလေးအဆုံးထိလိုက်ကြည့်ပေးဖို့ မြေတားခင်ပါခင်ဗျာဆိုတော့အခုကျွန်တော်အပြန်လမ်းရောက်နေပြီလဲဦးတာဆောင်မိဘနဲ့ခုထွက်လာပြီးတော့ဒီရန်ကုန်မှနေလမ်းဟောင်းပေါ်ပြန်ရောက်နေပြီဆိုတော့ကျွန်တော်ဒီမှာ drive မှု၄မျိုးပါတာကိုကျွန်တော်မဆန်းရသေးဘူးအခုကကျွန်တော်အမြဲတမ်းပုံမှန် normal mode နဲ့ပဲမောင်းလာတာဆိုတော့အခုကျွန်တော်အခုမိုးလေးရလေးဆက်ဆက်ဆက်လေးယူရနေလမ်းနည်းနည်းလေးရေဆက်ဆက်လေးရှိတဲ့အနေထားဆိုတော့ကျွန်တော် snow mode လေးကိုပြောင်းပြီးတော့မောင်းကြည့်မယ်ပေါ့နော်အခုသူ့မှာ drive mode ၄မျိုးပါတယ် normal ရယ် comfort ရယ်အာ snow ရယ် sport ရယ်ဆိုပြီးပါတယ်ကျွန်တော်အခုကျွန်တော် snow mode လေးကို ပြောင်းပြီးတော့မောင်းကြည့်မယ်စတုံးမှုမောင်းတဲ့ခါမှာကျွန်တော်တို့ပြောင်းတဲ့ခါမှာဘာတိသာခံစားရလဲဆိုတော့နည်းနည်းလေးစတီးရတဲ့အတင်းတင်းဖြစ်တဲ့ခံစားချက်ကိုခံစားရတယ်။နောက်ပြီးတဲ့ခါကျတော့ဒါပေမဲ့ gear response မှာတိတ်မသိတာ။ comfort မှာကတော့ gear response က sport နဲ့ comfort ဆိုလို့ရှိရင် sport ကပို့ပြီးတော့ gear shift လုပ်တဲ့အခါမှာပို့ပြီးတော့ smooth ပို့ဖြစ်တယ်ပို့ပြီးမသိတာ။နင်းလိုက်တဲ့ခါကျရင်လည်းတစ်ချက် lever ပုတ်လိုက်တဲ့အချိန်မှာ comfort နဲ့ sport မှာဘာကွာလဲဆိုတော့ comfort ကို comfort mode မှာထားပြီးတော့ lever နင်းလိုက်လို့ရှိရင်ခြားရည်တအားရည်အရှိန်နဲ့ဆောက်မထွက်သွားဘူးဒါပေမဲ့ sport mode မှာထားလိုက်ရဆိုရင်တအားရည်အရှိန်နဲ့ထွက်သွားတာမျိုးရှိရပါတော့ကျွန်တော်အခုဒါ snow mode ကနေကျွန်တော် sport mode ကိုကျွန်တော်ပြောင်းပြပေးမယ်ကျွန်တော်အခုဒီမှာနင်းလိုက်တယ်ဆိုရင်ဒါဆောက်ထွက်သွားရဲကျွန်တော်ရဲ့ပိတ်သက်တဲ့နေနဲ့တော့ဒါကိုခံစားမိမှာမဟုတ်ပါဘူးဆိုတော့ကျွန်တော်ကတော့ကိုယ်တိုင်မောင်းနေတဲ့သူတို့ကခိုင်ကုန်မှာထိုင်နေရတဲ့အချိန်မှာ lever နင်းလိုက်တဲ့အချိန်မှာဆောက်နဲ့ဆောက်ပြီးထွက်တဲ့အရသာလေးပေါ့နော် acceleration ရဲ့ဒီတုံ့ပြန်မှုကိုကျွန်တော်ခံစားရတယ်ပေါ့နော်ဒါဆိုဒါကျွန်တော် snow sport mode နဲ့မောင်းနေတာဆိုတော့ဒါဆိုလို့ရှိရင်ကျွန်တော်နင်းလိုက်တာနဲ့ပို့ပြီးတော့ အာပို့ပြီးတော့ sport mode က response liver နဲ့လိုက်ပို့ပြီးတော့ response ပို့မြန်နေပေါ့နော်အဲ့တော့ comfort mode ကိုပြောင်းလိုက်တယ်ဆိုရင်တော့အဲ့ဒါအားသိပ်ပြီးတော့မရှိတော့ဘူးပေါ့နော် snow mode ကတော့ကျွန်တော်အထင်ကတော့ဒီ snow mode ပြောင်းလိုက်လို့ရှိရင် CRN လေးကနည်းနည်းလေးပို့ပြီးတော့ဟိုစီးစီးပမာန်လေးဖြစ်သွားလေးဓာမျိုးမဟုတ်ဘူးစီးတာပေါ့နော်လေးဓာမျိုးကျတော့ကျွန်တော်ကတနင်္လာရက်တနင်္လာရွှေ့တဲ့ခါကြာလို့ရှိရင်အားနဲ့ဆွဲနေတာသူကကျတော့လေးဓာမျိုးမဟုတ်ဘူးစီးစီးလေးပေါ့နော်စီးစီးလေးနေတာ sport mode ပြောင်းလိုက်ရင်ကျတော့ကျွန်တော်တို့ပို့ပြီးတော့စီးသွားတယ်ပို့ပြီးတော့အဲ့တဲ့ ဟိုလေးသွားတဲ့ level မျိုးမဟုတ်ဘူးလေးသွားတဲ့ဟာမျိုးဆိုတာအားဆွဲရတာမျိုးပေါ့နော်ကိုကလေးသွားတဲ့ဟာမျိုးမဟုတ်ဘူးနည်းနည်းလေးကြက်ကြက်ကလေးပေါ့စီစီလေးပုံစံမျိုးပေါ့နော်ဆိုတော့ပြောရတာခက်အဲအဲ့လိုပုံစံလေးပေါ့နော်ဆိုတော့အခါကျအခုကျွန်တော်ဒါကတော့ snowmoon နဲ့မောင်းနေပေါ့နော်လမ်းပေါ်မှာရေလေးဆက်ဆက်လေးရှိနေရဲလမ်းချော်နိုင်တဲ့အနေထားလေးလည်းရှိရဲဆိုတော့ ျွန်တော် snow mode လေးနဲ့ကျွန်တော်မောင်းနေတယ်ချို့ရေချောက်တဲ့နေရာလေးရှိရင်တော့ကျွန်တော် spot bomb နဲ့ပဲမောင်းသွားမယ်ကျွန်တော်တောက်လျှောက်ဒီရန်ကုန်ကနေထွက်လာတဲ့နေပြီးတော့လဲကူထီကတော့ကျွန်တော်အရင်အလာလမ်းမှာတော့ကျွန်တော်အကုန်လုံးကိုကျွန်တော်မမုန်းနေပဲမောင်းသွားနေရပါတော့နော်တချို့နေရာတွေမှာတရားကျော်နင်းနေပါတော့ဆိုတော့ဟုတ်ကဲ့ပါအခုကျွန်တော်တို့အဲကျွန်တော်ရှေ့ဒီနားထီကောရှေ့နောက်ထပ်တမိုင်လောက်ထီကျွန်တော်မောင်းမယ်နောက်တမိုင်လောက်ချရင်တော့ကျွန်တော်နောက်မှာပဲ AC နားတော့မယ်ကျွန်တော်တက်ရိုးမှာခံရတဲ့အနေထားဘလို့ရှိလဲဆိုတော့ ျွန်တော်ဆက်လက်ပြီးတော့သွားမှာဖြစ်ပါတယ်အခုတော့ကျွန်တော်တက်ရိုးကိုရောက်သွားပြီတက်ရိုးမှာကျွန်တော်နားတော့မယ်ပေါ့နော်ကျွန်တော်ရဲ့ညီလေးကအခုအရှိမပေါင်းနေတယ်ကျွန်တော်တက်ရိုးမှာထိုင်နေ feeling ပေါ့နော်နောက်ကအရန်ခုံလားဘလို့နေလဲတက်တော့တတာဖြစ်ရလားဆိုတဲ့အနေထားကိုကျွန်တော်ကြည့်မှာဖြစ်ပါတယ်တော့အဲ့ဒါလေးကိုကျွန်တော်ခန်းစားရင်းနဲ့ကျွန်တော်ရန်ကုန်ရောက်တဲ့အထိအဲရန်ကုန်ရောက်ခန့်နေတဲ့ရန်ကုန်အဝင်အထိပေါ့နော်ကျွန်တော်နားတော့မယ်ဘလို့ဆိုကျွန်တော်တက်ရိုးမှာထိုင်နေအနေထားလေးကိုကျွန်တော်ထိုင်ကြည့်မယ်ဆိုတော့ကျွန်တော်ရန်ကုန်ရောက်တဲ့ခါမှာစီပြည့်ပြန်ဖြစ်မယ်စီဘလောက်ကုန်လဲ ကီလိုမီတာဘယ်လောက်သွားလဲဆိုတော့တခြားလေးပြန်ပြီးတွေ့ပြပေးပါမယ်ကျွန်တော်အခု Mavericks Auto Showroom ကိုပြန်ရောက်လာပြီအချိန်အားဖြင့်ဆိုတော့9နာရီ27ရှိပြီပေါ့နော်ဆိုတဲ့အခါကျတော့ကျွန်တော်တို့အခုမောင်းခဲ့တဲ့ကီလိုက102ကီလိုမောင်းခဲ့တယ်ကျွန်တော်ဆောနာကျွန်တော်လမ်းစီဆိုင်မှာကျွန်တော်တို့ C 14လီတာပြန်ထည့်ခဲ့ရတယ်ပေါ့နော် ဆိုတော့ခါကျကျွန်တော်ကီလိုအားကိုပြန်တွက်လိုက်တဲ့ခါမှာမောင်းခဲ့တဲ့ကီလိုနဲ့ကျွန်တော်ပြန်ထည့်ရလီတာတွက်လိုက်တဲ့ခါမှာကျွန်တော်1လီတာကိုကျွန်တော်တို့7.3ကီလိုမီတာလောက်ကျွန်တော်တို့ရတာကိုတွေ့ရပါတယ်ဆိုတော့ခါကျတော့ကျွန်တော်ကျွန်တော်ဒီမှာသွားတဲ့မြို့တွင်းမောင်းရတဲ့ဟာပါတယ်ကျွန်တော်နောက်ပြီးတော့ဟိုဘက်မှာကျွန်တော်တို့ high speed နဲ့ကီလိုတရာကျော်စမ်းတာတွေပါတယ်ကျွန်တော် test ride တွေပါတယ် test ride ဆိုလဲကျွန်တော်တို့က high speed နဲ့အရန်ဆောင်နေတဲ့ဟာတွေပါတယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေအားလုံးအပါအဝင်မှာကျွန်တော်တို့ဒါ1လီတာကို7.3ကီလိုမီတာလောက်ရတယ်လို့ သဘောရှိပါတယ်ကျွန်တော်တယ်လီတာကို73ကီလိုမီတာဆိုတာကကျွန်တော်ဒီမှာမြို့တွင်းမှာမောင်းသွားတဲ့ဟာရှိတယ်ဥပမာကျွန်တော်တို့ကျွန်တော်လမ်းကနေပြီးတော့ဒီကျွန်တော်တို့အောင်မင်္ဂလာဝေးပြေးထွက်တဲ့ခါမှာကျွန်တော်တို့မြို့တွင်းကိုမောင်းသွားတာဖြစ်တယ်နောက်ပြီးတော့ပြီးတော့မှကျွန်တော်တို့ highway သဘောမျိုးမောင်းရတာဖြစ်တယ်ဆိုတော့အကယ်၍ကျွန်တော်တို့ highway ကြီးပဲသွားရဲဆိုရင်တော့ကျွန်တော်တို့တယ်လီတာကို73ကီလိုမီတာမကရမှာပေါ့နော်ဆိုတော့အခုကတော့ကျွန်တော်မြို့တွင်းမောင်းတဲ့ခါတွေက လဲပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်မြို့ရင်းရောမြို့ပြင်ရောရောတာဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒလီတာကို7.3ကီလိုမီတာပဲရတာဖြစ်ပါတယ်ဆိုတော့ highway သီးသန့်0မိုင်ကနေပြီးတော့ကျွန်တော်တို့ highway သီးသန့်မှာမောင်းမယ်ချိန်မယ်ဆိုရင်တော့ဒီထက်ပိုပြီးအများကြီးရနိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒီမှာလဲကျွန်တော်တို့အာဒါ high speed နဲ့မောင်းတာတွေလည်းဖြစ်တဲ့အတွက်ကြောင့်မလို့ပုံမှန်မောင်းတဲ့ driving experience မျိုးမဟုတ်ဘူးကျွန်တော်ကလမ်းကျန်နေလဲမောင်းနေအဲကျွန်တော် high speed နေလဲမောင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲဒီလောက်ရတာဖြစ်တယ်ပုံမှန် driving position မှာဆိုရင်တော့ဒီထက်ပိုပြီးကီလိုပိုပိုရနိုင်ခြေရှိပါတယ်ဆိုတော့အခုကျွန်တော်လက်ရှိမောင်းခဲ့တဲ့ driving experience ကိုရပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဂျိုင်းနေကြတဲ့ခါမှာငိမ့်တဲ့ခံစားမှုမျိုးခံစားရတယ်တအားကြီးစောင့်ပြီးတော့ဖြစ်တာမျိုးပါမျိုးကျွန်တော်မခံစားရဘူးကျွန်တော်ဒီလှဲကူးမျိုးအထွက်ကနေပြီးတော့ဒီရန်ကုန်မြို့အဝင်ထိကိုကျွန်တော်အနောက်ဆုံးခုံမှာကျွန်တော်အာနားယူပြီးလိုက်လာခဲ့တယ်အဲ့အချိန်မှာလည်းစောင့်နေဆိုတော့ခံစားချက်မခံစားရဘူးဒါပေမဲ့အနောက်မှာထိုင်တဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့လိုင်းစည်းစလို့လေးနည်းနည်းခံစားရတာလေးတော့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့အာ အရင်ခုံနေခုံစားခုံစားဖြစ်တဲ့ဟာမျိုးတွေတော့မခံစားရဘူးတက်တောင့်တလာရှိတယ် AAC ပဲကျွန်တော်စီးလာခဲ့တယ်ဒါပေမဲ့ရှေ့ကမောင်းနေသူကတော့ပို့ပြီးတော့ comfortable ဖြစ်တာကတော့ဒါညင်းလို့မရဘူးပေါ့နော်ဆိုတဲ့အခါကျတော့အဲ့လိုမျိုးရှိပါတယ်ကျွန်တော်အလဲမှာလည်းအထိုင်ပြီးစီးကြည့်တယ်အာ comfortable ဖြစ်တယ်အဓိကဒီကားမှာခံစားရတာတော့ကျွန်တော်တို့အဲဒီ engine power 2.0 tower ဖြစ်တဲ့အတွက်မောင်းတဲ့အခါမှာ response အရင်မြန်တယ်အဲနောက်ပြီးတော့ HP automatic transmission သုံးထားတဲ့အတွက်ကျွန်တော် gear အချင်းချောင်းနေ response နေမှာတော်တော်လေးကိုညင်းတာတယ် response မြန်တယ် ဒီဟာချင်းတောင်းကိုလုံးဝမသိတာစရာကိုမျိုးရင်းရောမျိုးပြင်းရောမှာမောင်းရတဲ့ SPN တော်တော်လေးကိုကျင်းနေစရာကောင်းတယ်ဘာလို့ဆိုတော့ acceleration နဲ့ကောင်းတယ်ဒီဟာချင်းတောင်းမှာလည်းအရန် smooth ဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့အရှိမာရောအရှိမာလည်း independent suspension နောက်မှလည်း independent multi-link independent suspension သုံးထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဂျိုင်းကြတယ်မှာညင်တာပြီးတော့အရှိမာပဲ CC တက်ရောမှာပဲ CC ကျွန်တော်ညင်ညောင်းမှုကိုခံစားရတယ်အဲ့ဒါတော့အဓိကဒီကားမှာကျွန်တော်အခုသွားခဲ့တဲ့ခီးစဉ်တစ်ချောင်းမှာ ထူးထူးခြားခြားသိသိသာခံစားရတဲ့ခံစားချက်ပဲဖြစ်ပါတယ်ကျွန်တော်အကယ်၍ကျွန်တော်ပြောတဲ့အချက်လေးပေါ်မှာတန်တရားရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမြန်မာ Variants Auto Showroom မှာလာရောက်ဆန်းသက်ပြီးမောင်းနှင်လို့ရပါတယ်ကျွန်တော်ဒီအောက်မှာ crawler မှာကျွန်တော်ဖုန်းနံပါတ်တွေလိပ်စာတွေထည့်ထားပေးမှဖြစ်တဲ့အတွက်ကြောင့်လာရောက်ပြီးဆန်းသက်ပြီးမောင်းနှင်လို့ရပါတယ်မြို့ထဲမှာပဲတုံတုံကျွန်တော်တို့ highway ထွက်တဲ့ခါမှာဖြစ်ဖြစ်တော်တော်လေးကိုအဆင်ပြေတဲ့ကားတစ်စီးလို့ကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်ကျွန်တော်ပရိသတ်ကြီးအနေနဲ့ကျွန်တော်တို့မေးမြန်းချင်တာသိချင်တာရှိရင်လည်းအောက်က comment တွေမှာမေးမြန်းသွားလို့ရပါတယ်ခင်ဗျာကျွန်တော်ဒီနေ့အတွက် short ထွက်လေးရတော့ ဒီမှာပဲပြီးဆုံးရင်ဖြစ်ပါတယ်ကြည့်ရှုအားပေးတဲ့ပတ်သက်ကြီးအားလုံးပဲသူပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ